အပိုင်း1034ရဲ့အဆောင်မှာတော့လူဖီတယောက်ပင်နယ်တဲကိုထိုးချသွားခဲ့ပါပြီ။ဒါကိုကြည့်ကဂိုင်တူကလူဖီကိုမင်းကောက်ငှောက်ကို Call of the Supreme Game ကိုသုံးပြီးတိုက်ခိုက်ခဲ့ပေမယ့်ဒါကအတော်လေးကိုညံပြင်းတာပဲလို့ပြောလိုက်ပါရီ။ပြီးတော့ဂိုင်တူကတစ်ဖက်ကိုလှည့်သွားလိုက်ပြီးလူဖီကိုမင်းက join မှမဟုတ်တော့ပါဘူးလို့ပြောလိုက်ပါရီ။အဲဒီချိန်လူဖီကတော့ရေထဲကိုထိုးချသွားပါရီ။တစ်ဖက်မှာလည်းဘင်မမ်က Zeus ကိုမင်းကိုမလိုအပ်တော့ဘူးလို့ပြောလိုက်တော့ Zeus တယောက်ဝန်းနေနေပါရီ။သူကဘင်မမ်ကိုဒါကနောက်နေရာမှာလာလို့မိလိုက်ပေမယ့်ဘင်မမ်ကတော့မဟုတ်ဘူးလို့ပြောလိုက်ပါရီ။ ဒါကိုအခြားသူတွေကလည်းမင်းကမမကိုဒုက္ခနဲ့ကြုံနေချိန်မှာဆွန့်ပစ်သွားခဲ့တယ်လို့ပြောလိုက်ပြီးဇူးစ်ကသူတမင်လောက်တာမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်။ဒါကလည်းဇူးစ်ကိုမင်းကအမြဲတမ်းတလွဲကောင်းမင်းမင်းမရှိတာငါတို့အတွက်ပိုကောင်းတယ်လို့ပြောလိုက်တော့ဇူးစ်တယောက်နာကျင်သွားပါတယ်။ဇူးစ်ကတော့ပင်မောင်ကိုတောင်းပန်နေပေမဲ့ပင်မောင်ကတော့ဇူးကိုဆွန့်ပစ်လိုက်ပါတယ်။ဒါကြောင့်နာမီကသူမရဲ့ပြင်းနေတဲ့ခြေလမ်းတွေကိုရပ်တန့်ပစ်လိုက်ပြီးဥဆုပ်ကနာမီကိုနင်ပါလုံးနေရလဲသွားမယ်လေလို့ပြောလိုက်ပါတယ်။အဲဒီအချိန်ပင်မောင်ကဟေရာကိုဇူးစ်ကိုစားပစ်လိုက်ဖို့အတွက်ပြောလိုက်ပြီးအဲလိုဆိုရင်မင်းရဲ့ဝိညာဉ်ကပူအားကောင်းလာလိမ့်မယ်လို့ပြောလိုက်ပါတယ်။ အဲဒီခါမှာတော့ဟေရာကရီမောလိုက်ပြီးဝမ်တာအားရနေပဲစားပြီးပါမယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဇူးစ်ကလန်သွားခဲ့ချိန်ဟေရာကသူ့ကိုလာကြိုက်လိုက်တာကြောင့်ဇူးစ်ကဘင်မောမကိုသူ့ကိုမလိုချင်တော့ရင်တောင်မှထွက်သွားပြီးမယ်လို့ပြောလိုက်ပါတယ်။ဒါ့အပြင်သူ့အနေနဲ့ပေါ်မလာတော့ပါဘူးလို့ပြောလိုက်ကတောင်းပန်နေခဲ့ပေမဲ့ဘင်မောမကတော့ဇူးစ်ရဲ့တောင်းပန်မှုကိုလက်မခံခဲ့ပါဘူး။အဲဒီနောက်မှာတော့ဘင်မောမကဇူးစ်ကိုမင်းကတခိုးဖြစ်ချင်လို့လာလို့မိလိုက်ပြီးမင်းသားထွက်သွားရင်ငါရဲ့ဝိညာဉ်ကိုခိုးသလိုဖြစ်သွားမှာပေါ့လို့ပြောလိုက်ပါတယ်။ ဒါကိုကြတော့ဇူးစကတောင်းလို့နေချင်းဘေးမောင်ကနာမီကိုဟိုဘက်ကိုလှည့်ပြီးနေနှုတ်ကိုလည်းလွတ်မပေးဘူးလို့ဆိုတော့သူမကအိုတမကိုလမ်းယူလိုက်ပါရီဒါကြောင့်အိုတမကလန့်သွားချင်းသူမကဘေးမောင်ကအိုတမကိုတစ်ဖက်ကိုချထားလိုက်ပြီးနာမီတို့ကိုတိုက်ခိုက်ပလုတ်ခဲ့တာကြောင့်နာမီတို့ကလည်းထွက်ပြေးခဲ့ပါရီအိုတမကဒါကိုမြင်တော့ဘေးမောင်ကိုအဲ့လိုမလုပ်ဖို့အတွက်တားဆီးခဲ့ပါရီဘေးမောင်ကတော့အိုတမကိုနာမီတို့ကကောက်ရိုးထုတ်ရဲ့အဖွဲသားတွေလို့ပြောလိုက်ပြီးနောက်ကနေလိုက်သွားတာကြောင့်နာမီတို့ကခြေကုံတုံးနေခဲ့ရပါရီအဲ့ဒီချိန်ဇူးစကနောက်ကနေလိုက်လာပြီးနာမီကိုသူကတတ်ဖို့စူးစမ်းခဲ့ပြီလို့တောင်းပန်နေပါရီ ဒါကလည်းသူ့အနေနဲ့ရန်ကိုကြောက်တတ်တာကြောင့်အခုလိုလုပ်ခဲ့တယ်လို့ပြောပြလိုက်တော့နာမီကဇူးစ်ကိုနင်းကငါမခေါ်တော့ဘူးလို့ပြောလိုက်တယ်။ဒါကိုကြောင့်တော့ဇူးစ်ကသူ့ရဲ့အဖြစ်ကိုသိပါတယ်လို့ပြောလိုက်ပြီးအခုဘေမောင်းကလည်းသူ့ကိုလက်မခံတော့ဘူးလို့ပြောလိုက်ပါတယ်။ဒါပြင်ဇူးစ်ကသူ့ကိုသူဘလို့ပဲဖြစ်ဖြစ်တရားရုံးမယ်ဆိုတာကိုသိပါတယ်လို့ပြောလိုက်ပြီးသူကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ကဘေမောင်းကိုရင်ဆိုင်မှုအတွက်လုပ်ပါတယ်။ဒါကြောင့်ဘေမောင်းကနာမီရိုးနောက်ကနေလိုက်နေရာကိုရပ်လိုက်တော့ဦးစုပ်ကအိုတမာကိုပြေးပြီးတော့သွားခေါ်လိုက်ပါတယ်။ ဇူးစ်ကတော့သူကပထမဆုံးနဲ့နောက်ဆုံးအဖြစ်ဘင်မောင်းကိုပုံကန်တော့မယ်လို့ပြောလိုက်ပြီးနာမီတို့ကိုပြေးဖို့အတွက်ပြောလိုက်ကဘင်မောင်းကိုသွားရင်ဆိုင်ပါလေဒါကိုမြင်တော့နာမီတို့ကတုံလုံးနေပေမဲ့ဇူးစ်ကတော့တစ်ချက်တည်းနဲ့ဝိညာဉ်ပြန်နှုတ်ခံလိုက်ရလို့နာမီတို့ကစိတ်ပြတ်သွားပါလေအဲ့ဒီအချိန်ဘင်မောင်းကတော့ဇူးစ်ကိုဟေရာစီကိုပြစ်ပေးလိုက်ပြီးသူ့ကိုစားလိုက်တော့လို့ပြောလိုက်ပါလေဒါကိုမြင်တော့နာမီကလန့်သွားပြီးဇူးစ်ကိုမင်းကိုတနာလို့အနဲ့ရောင်ပူပေါင်းတွေကိုစားခွင့်ပေးမယ်လို့ပြောလိုက်ပါလေဒါပေမဲ့ဇူးစ်ကတော့စားတော့မစားနိုင်တော့ပါဘူး ဒါကြောင့်နာမီကအနာကိုတိုးပေးလိုက်ပေမဲ့ဇူးစ်ကတော့တိုးတိုးတောင်လှုပ်မလာပဲ။ဟေရာရဲ့ဗဇက်ထဲကိုရောက်လို့သွားခဲ့ပါတယ်။ဒါကိုမြင်တော့နာမီတို့ကလည်းလန့်သွားပါတယ်။တစ်ဖက်မှာတော့ချော်ပါကကွင်းကိုတိုက်ခိုက်နေပါတယ်။သူကကွင်းရဲ့ခြေစံတွေကိုကားခံလိုက်ပြီးကွင်းကိုထိုးပစ်လိုက်ပါတယ်။ဒါကြောင့်ကွင်းတစ်ယောက်တစ်ဖက်ကိုလဲကျသွားပြီးဒါကိုကြည့်နေတဲ့သူတွေကကွင်းကိုမှတ်ပြီးလာလို့ပြောလိုက်ကချော်ပါကိုအားပြီးခဲ့ကြတာပါ။ဒါပေမဲ့သူတို့ကချက်ချင်းပဲဘယ်ရိုစပယ်ရိုရဲ့အများနဲ့ပြစ်တာကိုခံလိုက်ရပါတယ်။အဲဒီချိန်ဘယ်ရိုစပယ်ရိုကကွင်းကိုတစ္ဆာဖောက်တွေကိုချင်းပြစ်လို့ရတယ်မလားလို့မိလိုက်ပြီးသဘောကျနေခဲ့ပါတယ်။ ဒါကိုကြတော့ Queen ကဘယ်ရုစ်ဘယ်ရိုကိုမင်းရဲ့ကူညီမလိုဘူးလို့ပြောလိုက်ပြီးဘယ်ရုစ်ဘယ်ရိုကတော့သူက Queen နဲ့လည်းသဘောမတူလဲလုံးစရာရှိတာကိုလုံးရမှာပဲလို့ပြောလိုက်ပါတယ်။ဒါကသူ့အနေနဲ့ဘေမောင်းကိုကူညီတာပဲလို့ပြောလိုက်တော့ Queen ကဘယ်ရုစ်ဘယ်ရိုကိုလှုပ်ချင်တာလို့ဖို့အတွက်ပြောလိုက်ပြီးသူကလှုပ်ပေးလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့ Queen ကဘယ်ရုစ်ဘယ်ရိုကိုသူ့အတွက်ရင်ကောင်းသားသားကောင်းတွေကိုတတ်ပေးမယ်လို့ပြောလိုက်ပြီးဒါကသူ့ကိုအချိန်ကုန်တတ်တာစေလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဘယ်ရုစ်ဘယ်ရိုကမြားရီအများကြီးဖန်တီးလိုက်ပါတယ်။ ။ဒါကိုမြင်တော့ချော်ပါကအားလုံးကိုဘေကင်းရောက်မှာပုံနေဖို့အတွက်ပြောလိုက်တော့ဟျူဂရူကလည်းအားလုံးကိုအမြန်ဆုံးလုံခြုံရဖို့သွားဖို့အတွက်ပြောလိုက်ပါရီ။သူတို့အားလုံးကအမြန်သွားခဲ့ကြပေမဲ့ဘယ်ရုစဘယ်ရီရဲ့အများကြီးကပြေးထွက်လာပြီးလူတွေကိုစိုက်ကုန်ပါရီ။ချော်ပါကတော့တချို့ကသူ့ရဲ့ခန္ဓာကိုယ်နဲ့ကာပေးထားလိုက်ပေမဲ့တော်တော်များများကိုများရီမှန်ကုန်ကြပါရီ။အဲ့ဒီအချိန်ဘယ်ရုစဘယ်ရီကတော့ဆာမူရိုင်းတွေကတော်တော်များများကလွတ်သွားတာပဲလို့ပြောလိုက်ပြီးကိစ္စမရှိဘူးလို့ဆိုတာသူကထပ်ပြီးတော့ပြောရတာပေါ့လို့ပြောလိုက်ပါရီ။တဖက်မှာလည်းကွင်းကချော်ပါကိုပြေးဝင်တိုက်ခိုက်ဖို့လုပ်ခဲ့ပါရီ။ ဒါပေမဲ့ချော်ပါကသူ့ရဲ့ခေါင်းကိုဖမ်းထားလိုက်ပြီးကင်မြောက်ပြက်ကအောက်ကိုကင်ပေါင်းပြလိုက်ပါရီပြီးတော့ချော်ပါကဂွင်းကိုထပ်ပြီးမယူလိုက်ကကင်ပေါင်းနေပါရီဒါကိုမြင်တော့အားလုံးကချော်ပါကိုအားကြီးတယ်လို့ပြောခဲ့ကြပါရီဂွင်းကိုကင်ပေါင်းပြီးနောက်မှာတော့ချော်ပါကမောနေခဲ့ပြီးသူကအသက်ကိုတော့မနေလို့ရှူနေရတာပါအဲဒီချိန်ဂွင်းကတော့ချော်ပါကိုဒါကအနိုင်ရနေတဲ့သူရဲ့အသက်ရှူတယ်မဟုတ်ဘူးနော်လို့လောင်ပြောင်းနေပါရီဒါကိုကြည့်ကပေရူစပေရူကလည်းနောက်ထပ်များတွေကိုထပ်လုပ်နေပါရီဒါကိုမြင်တော့အားလုံးကလည်းထိတ်လန့်တုန်လှုပ်နေခဲ့ကြပါပြီ။ ဘယ်ရူစပယ်ရူကတော့သဘောကျစွာယူနေရင်ချော်ပါတီယောက်သူ့ရဲ့များတဲ့ကိုဘယ်လောက်ထိခံနိုင်အောင်မလဲလို့ဆိုတာကိုသိကျင်တယ်လို့ပြောနေခဲ့ပါတယ်။တစ်ဖက်မှာလည်းရောင်မတူကပြေးနေရင်သူမကမမူရဲ့ရုပ်ကိုကင်မြောက်ကသူမတို့ကပုံနေတာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲဒီအချိန်လူတို့ချို့ကရောက်လာပြီးရောင်မတူကိုတခင်လေးကဒီမှာပဲလို့ပြောလိုက်ပြီးခုကမနေပဲသူတို့နဲ့အတူတူပြန်လိုက်ခဲ့ဖို့အတွက်ပြောလိုက်ပါတယ်။ခဏကြောင့်မှတော့ရောင်မတူကသူ့လက်ထဲကအရုပ်ကိုမမူလို့မြင်နေပြီးဒါကမမူပဲလို့ပြောလိုက်ပါတယ်။ ။ဒါပြင်သူကမော်မူကိုကြည့်ကအဲ့ဒီမထီမဲမြင်ပြုတ်နေတဲ့မျက်လုံးနဲ့မာနာကြီးနေတဲ့နှက်ခမ်းလေးကိုကြည့်ပါအောင်လို့ပြောလိုက်ချင်းရာမာတို့ကအယုတ်ကိုပြန်သိမ်းလိုက်ပါရီ။အဲ့ဒီအချိန်တယောက်ကတော့ရာမာတို့ရဲ့လက်ကတန်ကျိုးတွေကမရှိတော့တာကိုသိသွားပြီးအားလုံးကိုသတိပေးခဲ့ပါရီ။ဒါကိုကြတော့ရာမာတွေကသူလွတ်လပ်နေပြီထိန်းချုပ်ခံရတာတွေမရှိတော့ဘူးလို့ပြောလိုက်ပြီးငါကအိုရန်မဲလို့ဆိုတာအားလုံးကိုရိုက်ထုတ်ပြလိုက်ပါလိမ့်။ပြီးတော့ရာမာတွေကအတန်ကျဲကြီးနဲ့ငါကအိုရန်မဲအခုငါရဲ့တာမိုမိုနဲ့အတူရှိနေရလို့အော်ဟေးလိုက်ပါလိမ့်။ တဖက်မှာတော့မူမူကသူ့အဖေရဲ့စာအုပ်ကိုဖတ်နေပြီးသူကဒီထဲမှာသူမသိသေးတဲ့အိုရန်ရဲ့စွန့်စားခန်းတွေအများကြီးပေါနေရကိုသိလိုက်ရပါတယ်။အိုရန်ခီးကမုန်းစိတ်ဖြူချင်တဲ့ဒူလိုက်သွားတာကနေစတင်ပါတယ်။အိုရန်ကသူမမြင်ဘူးတဲ့စာအုပ်တွေကိုကြည့်ကအံ့ဩခဲ့ရပြီးတိုက်ခိုက်မှုတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။ဒါပြင်အိုရန်ကပင်လယ်ဒမြကြီးရောဂျာနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်သူတို့နဲ့ရင်းနှီးသွားပြီးတဲ့အခါမှာရောရောဂျာကနောက်ဆုံးကျုံးကိုပြောပြလိုက်ပါတယ်။ဒါကိုကြတော့စူးစမ်းကျင်တဲ့အိုရန်ကသိကျင်နေပြီးမုတ်စိတ်ဖြူကြီးကိုသူ့အနေနဲ့ဒါကိုသိကျင်တယ်လို့ပြောလိုက်တော့မုတ်စိတ်ဖြူကြီးကအိုရန်ကိုရောဂျာတို့နဲ့လိုက်သွားခိုင်းလိုက်ပါတယ် အဲဒီနောက်မှာတော့သူတို့ကကျွန်းတစ်ခုကိုရောက်သွားပြီးအဲ့ဒီနေရာမှာပိုဆိုင်တွန်ချောင်းကိုတီးသွားခဲ့ကလိုက်ရှာပြန်ပါတယ်။ရော်ဂျာတို့ကရေရောက်တိုင်းမီကိုသွားပြီးအိုရန်ကတော့တိုကီကိုဒါကရေရောက်ကငါလူသားကြုံမယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့တိုကီကအန်အော်နေပြီးဒါကဘူပေါင်းကြီးတစ်ခုထဲမှာရှိနေရပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အိုရန်ကကြောက်စာတွေကိုဖတ်ပြီးဒါကတိတ်အရေးကြီးတာမပါဘူးလို့ပြောလိုက်ပြီးဒါက join mind ဆိုတဲ့လူရဲ့တောင်းပန်စာပဲလို့ပြောလိုက်ပါတယ်။ဒါကိုမြင်တော့ကြောက်စာတွေကိုဖတ်နေနိုင်တဲ့အိုရန်ကိုနက်ဂျွန်းကအန်အော်နေပါတယ်။အဲ့ဒီအချိန်ရော်ဂျာက နတ်ကျွန်းကိုမင်းတို့စီမှာပင်လယ်ရေသတ္တဝါတွေနဲ့စကားပြောနိုင်တဲ့သူရှိတယ်မှလားလို့မိလိုက်တဲ့အခါမှာတော့နတ်ကျွန်းကသူတို့စီမှာနှစ်ပေါင်းများစွာကြာရင်တော့ပင်လယ်သတ္တဝါကြီးတွေနဲ့စကားပြောနိုင်တဲ့မင်းသမီးတစ်ပါးမွေးဖွားတဲ့အကြောင်းပြောလိုက်ပြီးအဲ့ဒါကတော့သူ့ရဲ့သမီးပဲလို့ပြောလိုက်ပါတယ်။ဥရန်ကတော့ပူဆိုင်တုံကမင်းသမီးတစ်ပါးဆိုတာကိုသိသွားပြီးအန်ဝန်နေကရိုဂျာကတော့ဒါဆိုရင်မင်းရဲ့သမီးကကဘာကိုဖျက်မဲ့လက်နဲ့ဖျက်လာမှာပေါ့လို့ပြောလိုက်ပါတယ်။နောက်တော့သူတို့ကမင်းနေစီကိုထပ်သွားပြီးကြောက်စာတွေကိုသွားဖတ်ပါတယ်။နောက်ဆုံးမှာတော့သူတို့ကအားလုံးကိုရာသွားပြီးရိုဂျာကသူ့ရဲ့လူတွေကိုနောက်ဆုံးကျုံးကိုခေါ်သွားပါတယ်။ အဲဒီနောက်မှာတော့နှစ်ပေါင်း800လောက်ဘယ်လူသားမှခြေချလို့မရတဲ့ဂျုံကိုရောဂျာတို့ကရောက်သွားခဲ့ပြီးအဲဒါကတော့ Love Day ဂျုံမဲ့ဖြစ်ပါတယ်။ဒါကိုဖတ်ပြီးမိုမိုကတော့ရှင်နိုဘူကိုသူတေးမလို့တောင်ဖြစ်ဖူးတယ်လို့ထားပြောလိုက်ပါတယ်။ဒါကိုကြတော့ရှင်နိုဘူကလည်းတခင်လေးကတေးကြလာလို့ပြောလိုက်ချင်းမိုမိုကခေါင်းကိုကိုင်းကအော်ဟစ်နေပြီးရှင်နိုဘူကလည်းလန့်သွားခဲ့ပါတယ်။မိုမိုကတော့ဘာလို့လဲလို့မိကခေါင်းကိုကိုင်းကအော်ဟစ်နေပြီးရှင်နိုဘူကလည်းလန့်သွားတာဘာဖြစ်တာလဲလို့မေးပါတယ်။ အပေါ်မှာမှာတော့ဂိုင်ဒိုကိုဘာအိုကမိုမိုကိုရှာတွေ့ပြီလို့ပြောလိုက်တော့ဂိုင်ဒိုကဘာအိုကိုလူဖီနဲ့သူ့ရဲ့တိုက်ပွဲကပြီးသွားပြီဆိုတာကိုအားလုံးသိအောင်ပြောဖို့အတွက်ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းဟေရာကဇူးစ်ကိုစားပြစ်လိုက်ပြီးသူမကပိုပြီးအားရပြည်လာတယ်လို့ပဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့အိုတမာကနာမီရိုကိုထွက်ပြေးဖို့အတွက်ပြောကပြေးကြပါတယ်။ဒါကိုမြင်တော့ဗင်မောင်ကအိုတမာကိုဘာလို့ပြေးနေရလဲလို့မေးလိုက်ပြီးနေကငါ့ကိုစွန့်ခွာနေရလားလို့ပြောလိုက်ပါတယ်။ကြောင်နေတဲ့အိုတမာလီကတော့ဆက်ပြေးနေကြတာကြောင့်ဘင်မောင်ကစိတ်တူသွားပြီးငါ့ကိုစွန့်ခွာသွားတဲ့သူတွေကိုမုန်းနေလို့ပြောလိုက်ပြီး ဲ့လိုလူတွေကိုတိုက်ခိုက်ပြရမယ်လို့ပြောတာတိုက်ဖို့လုပ်ပါရီဒါကြောင့်နာမီတို့ကလည်းနေချင်းကိကရောက်လာပြီးသူတို့ကိုကယ်ပေးလိုက်ပါရီဒါကြောင့်နာမီတို့ကဝမ်းသာသွားခဲ့ကြပြီးကိကရောဘင်မောင်ကသူ့ရဲ့သားကောင်ဖြစ်တာကြောင့်နာမီတို့ကိုဒီနေရာကနေထွက်သွားခိုင်းလိုက်ပြီးဇလန်လီကလည်းဒီမာရီမဲတခန့်ရက်သွားခဲ့ပြန်ပါရီအပိုင်း1035ရဲ့အဆောက်မှာတော့မမိုးတရောက်ကောင်းကိုက်နေရာကြောင့်အော်ဟစ်နေပါရီဒါကိုကြည့်နေတဲ့ရှင်နိုဘူကလည်းဘာလို့ပေးလို့ပေးရမှန်းမသိဖြစ်နေခဲ့ပြီးဂင်းမွန်သားမြန်လာဖို့အတွက်ခေါ်နေခဲ့ပါရီရှင်နိုဘူရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့ဂင်းမွန်တို့ကလည်းရှင်နိုဘူရဲ့နောက်ကိုအမြန်လိုက်လာနေပါရီ ခဏကြာတော့သူတို့ကထပ်ခိုးပေါ်ကိုရောက်လာခဲ့ပြီးရှင်နိုဘူးကဂီယန်မွန်နိုကိုထွက်ကြိုခဲ့ကာဂီယန်မွန်နိုအတွက်လေကားကိုချပေးမယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းချော်ပါကပေရိုစပယ်ရီရဲ့များရီကြောင့်ဒုက္ခရောက်နေခဲ့ရပါတယ်။အဲဒီချိန်ပေရိုစပယ်ရီကအများရီကိုနောက်တစ်ခေါက်ထပ်ပစ်လိုက်တာကြောင့်ချော်ပါကထပ်ပြီးကာပြေးလိုက်ပြန်ပါတယ်။ဒါကြောင့်ဟျူဂရိုပါဝင်အားလုံးကလည်းချော်ပါအတွက်စိတ်ပူနေခဲ့ကြပါတယ်။အဲဒီချိန်ချော်ပါကတော့သူ့ရဲ့ဆွမ်းကနောက်10မိနစ်လောက်ပဲခံတော့မယ်ဆိုတာကိုသဘောပေါက်နေပါတယ်။အဲဒီနောက်ချော်ပါကတင်းမောပေါ်မှာစီစာနဲ့စကားပြောခဲ့တာကိုသတိရနေပါတယ်။ အဲဒီတော့ကစီစာကချောပါရဲ့စွမ်းကြောင်းကိုကြားပေးမယ်။ဒါက3မိနစ်ပဲခံတာဆိုတာကိုသိသွားပါရည်။ဒါကိုကြားတော့စီစာကစိတ်ပြက်နေတဲ့တန်နဲ့ဒီလိုအကောင်ကြီးတာက3မိနစ်ပဲခံတာလားလို့မေးလိုက်ပြီးဒီလောက်နဲ့ဘာလို့လို့ရောက်မှာလဲလို့မေးလိုက်ပါရည်။ဒါအပြင်စီစာကချောပါကိုမင်းတို့နောက်ပိုင်းတွေ့ရမယ့်ကောင်းတွေက3မိနစ်နဲ့မောက်သွားမယ့်ကောင်းတွေမဟုတ်ဘူးလို့ပြောလိုက်ပါရည်။အဲဒီနောက်စီစာကချောပါကိုမင်းတို့ရဲ့အစွမ်းဖော်မြူလာကိုပြဖို့အတွက်ပြောပါရည်။ပြီးရင်သူကအဲ့ဒါကိုစေစားဖြစ်အောင်လုပ်ပေးနိုင်တယ်လို့ပြောလိုက်တော့ချောပါကသူတော်မကောင်းဆိုးရွားပုံစံနဲ့ကြာကြာနေမယ်ဆိုရင်ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်တယ်လို့ပြောလိုက်ပါရည်။ သူရဲ့စကားကိုကြားတော့စီစာကဘေးထွက်ဆိုးကြိုးဟုတ်လားလို့မိလိုက်ပြီးသူကချော်ပါကိုမင်းကတကူကောင်းဆန္ဒပဲလို့ပြောလိုက်ပါတယ်။မင်းကဒီလိုယာရီကိုမခံစားချင်ဘူးဆိုရင်မင်းအနေနဲ့တငယ်ချင်းတွေကိုကာကွယ်နိုင်မှာမဟုတ်ဘူးလို့လည်းပြောပါတယ်။ဒါကိုကြားတော့ချော်ပါကသူကတငယ်ချင်းတွေကိုကာကွယ်ပေးချင်တယ်လို့ပြောလိုက်တော့စီစာကချော်ပါကိုသူတောင်းတဲ့ဓာရုပစ္စည်းတွေကိုယူလာပေးဖို့အတွက်ပြောလိုက်ပြီးဒါကစင်စားပူကြပြီးမိနစ်30ကျောင်းလုပ်ပေးလိမ့်မယ်လို့ပြောလိုက်ပါတယ်။ပြီးတော့စီစာကချော်ပါကိုမင်းကအဲ့ဒီလောက်မကြောက်တတ်ဘူးမလားလို့မိလိုက်တော့ချော်ပါကသူကဘေးနဲ့တည်းများတယောက်ပဲလို့ပြောလိုက်ပြီးမကြောက်ဘူးလို့ပြောသွားတယ် အဲဒီနောက်မှာတော့ချော်ပါကဂွင်းတို့ကိုတိုက်ခိုက်နေပြီးဂွင်းစီကိုပြေးဝင်သွားပါတယ်။ဒါပေမဲ့ဂွင်းကသူ့ကိုဘလက်ကော်ဖီရောင်ကြီးနဲ့ပြစ်လိုက်ပါတယ်။ဒါကြောင့်မလို့ဘလက်ကော်ဖီမကြိုက်တဲ့ချော်ပါကလည်းတစ်ဖက်ကိုအမြန်ရှောင်ပြစ်လိုက်ပါတယ်။အဲဒီအချိန်ဂွင်းကပြန်ထလာပြီးချော်ပါကိုအခုတောင်ပြေးမြောက်ပြေးလုံနေရပြီမှလားလို့မေးလိုက်ပါတယ်။အဲဒီအချိန်ပယ်ရူစပယ်ရူကနောက်ထပ်များရီနဲ့ချော်ပါကိုပြစ်လိုက်ပြန်ပါတယ်။ဒီခါမှလည်းချော်ပါကများရီအကုန်လုံးကိုဖယ်ထုတ်ပြစ်လိုက်ပါတယ်။ဒါကိုမြင်တော့ပယ်ရူစပယ်ရူကချော်ပါကိုတော်ရည်လို့ရှိကျူးနေခဲ့ပြီး ဲဒီနောက်မှာတော့ချောပါကိုထပ်ပြီးတိုက်ခိုက်လိုက်ပေမဲ့ချောပါကတော့လူဖီကသူ့ကိုတာဝန်ပေးထားခဲ့တာပဲလို့ပြောလိုက်ပြီးလူဖီရဲ့စကားတွေကိုကြားရောက်နေပါတယ်။ပြီးတော့ချောပါကသူ့အနေနဲ့လူဖီကဂိုင်ဒိုကိုအနိုင်မရမချင်းရှောင်းနေမှာမဟုတ်ဘူးလို့လည်းပြောလိုက်ပါတယ်။ဒါပေမဲ့ကွင်းကတော့ချောပါကိုအဲ့လိုအမ်းပွဲကိစ္စကဖြစ်လာမှာမဟုတ်ဘူးလို့ပြောလိုက်ပြီးလက်တွေးဘွားကအနေငယ်ရက်ဆက်တယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ချောပါကကွင်းရဲ့ပါဇက်ကိုဖမ်းကင်ထားလိုက်ပြီးအဲ့ဒီအချိန်ဘာဟုကရောက်လာကသူမကအရင်ဆုံးဆက်သွယ်မှုကိုပြုလုပ်ခဲ့ပါတယ်။ ီးတော့ဘောက်ကအားလုံးကြောက်အောင်ဂိုင်ဒိုနဲ့လူဖီရိုရဲ့တူးချင်းတိုက်ပွဲကပြီးသွားပြီလို့ပြောလိုက်ပြီးတိုက်ပွဲပြီးမှာတော့လူဖီတယောက်ပင်လယ်ရောက်တဲ့ကိုကြာသွားပြီလို့ကြေညာခဲ့ပါတယ်။ဒါကိုကြတော့ချော်ပါကလန်သွားခဲ့ပြီးသူကတွေ့ဝေသွားချိန်ဂွင်းကသူ့ကိုတိုက်ပစ်လိုက်ပါတယ်။ဒါကိုမြင်တော့ယူဂရိုတို့ကလည်းလန်သွားခဲ့ပါတယ်။တစ်ဖက်မှာလေဂင်းကမာရကိုနဲ့တိုက်ခိုက်နေရင်ပွဲပြီးသွားပြီလို့ပြောလိုက်တယ်။အဲ့ဒီချိန်ဘာဟုကတော့ဂိုင်ဒူကလူဖီကိုနိုင်ယူလိုက်တဲ့အကြောင်းကိုအကျယ်တဝင်ရှင်းပြနေပြီးဇာဇာကီကဖရန်ကီကိုကြားထဲမှာလာလို့မိလိုက်တော့ဖရန်ကီကမဖြစ်နိုင်တာပဲလို့ပြောလိုက်ပါရီဟူဟူကတော့ဂျင်မင်းနဲ့တိုက်နေရင်ဒါကသတင်းကောင်းပဲလို့ပြောလိုက်တယ် ်ဘေမောင်ကလည်းကိကိုကြားလာလို့မိလိုက်တော့ကိကသူ့အနေနဲ့လူဖီကိုစိတ်ကိုမဝင်စားရလို့ပြောလိုက်ပါတယ်ဘောက်ကကိုဇူကီဖွဲ့သားတွေအားလုံးချိန်မုံခံလိုက်ရပြီလို့ပြောလိုက်တော့ဟျိုဂရိုကဂင်းရဲ့မနိုတွေဖျက်ဆီးခံလိုက်ရပြီလားလို့မိလိုက်ပါတယ်အဲဒီနောက်ဘောက်ကဂိုက်တိုကလက်ကိုမြောက်ပြီးသူ့ရဲ့လက်အောက်ကိုခိုးလုံလာတဲ့သူတွေအားလုံးကိုအသက်ချမ်းသာပေးမယ်လို့ပြောလိုက်ပါတယ်ဒါကိုကြားတော့ရိုဘင်ကစိတ်ရှုပ်သွားပြီးမာရီယာကတော့ပြုံးနေပါတယ်ဒါပေမဲ့ဒီတဲ့င်းကိုကြားတော့ဆန်ကြီးကတော့မယုံကြည်ခဲ့ပါဘူးချောပါကလည်းသူ့ရဲ့လက်ကိုဂွင်းရဲ့ပါဇက်ထဲကနေပြန်ထုတ်ဖို့အတွက်စူးစမ်းနေပြီးလူဖီကိုသတိရနေပါတယ် တစ်ဖက်မှာတော့ကန်ဂျီရိုကမိုမိုရိုရှီယာကိုရောက်ရှိလာပြီးသူကအိုရန်ရဲ့ပုံစံကိုပြောင်းလဲလိုက်ပါတယ်။အပေါ်ဘက်မှာတော့မိုမိုကကင်းရမုံကိုခေါ်လိုက်တော့ကင်းရမုံကသူရှိပါတယ်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်မိုမိုကသူ့အနေနဲ့အားလုံးသိအောင်ပြောပြဖို့လိုအပ်တယ်လို့ပြောပြလိုက်တယ်။ဒါကိုကြတော့ရှီနိုဘူးကဘာကိုပြောမှလဲလို့မိလိုက်ပါတယ်။အဲဒီအချိန်ဘာဟုကဝါနိုတိုင်းပြည်အရှုံးပေးလိုက်ဖို့ကိုအော်ခင်နေကြပါလူဗီတယောက်ရေရောက်ချမ်းမြင့်ကိုနင်းမြုပ်သွားပြီဖြစ်တာကြောင့်မင်းတို့ရဲ့တိုက်ပွဲကရှုံးမှုတေချာနေတဲ့တိုက်ပွဲဖြစ်နေပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ရှီနိုဘူးကအတန်လာယာကိုကြိလိုက်တော့မယ်ရီတောင်ကိုတွေ့လိုက်ရပြီ ။ကင်ယမုံကိုအမေရိကဒီမှာရှိနေရကြောင်းအားလုံးကသူတို့ပုံနေတဲ့နေရာကိုတီးလောက်ပြီးလို့ပြောလိုက်ပါရီ။ရှီနိုဘူကဘလို့လောက်ကြမလဲလို့ကင်ယမုံကိုမေးလိုက်ချင်းသူတို့ကလေကားကနေတက်လာတဲ့အတန်ကိုကြားလိုက်ရပါရီ။ဒါကြောင့်အားလုံးကလန့်သွားပြီးငြိမ်ကြည့်နေချင်းလက်တစ်ဖက်ကအရင်ပေါ်လာပါရီ။နောက်ပြီးအားလုံးကိုဟေးလို့နှုတ်ဆက်လိုက်ကအိုရန်ကပေါ်လာတာပါ။ဒါကိုမြင်တော့ရှီနိုဘူကလန့်သွားပြီးသူမကအိုရန်ကိုကြည့်ကအံ့ဩနေပါရီ။ဒါကိုမြင်တော့အိုရန်ကရှီနိုဘူကိုနေကဘာဖြစ်နေတာလဲငါဘာဟာလို့ပြောလိုက်ပြီးမျက်မှောင်ကြုံမထားဖို့အတွက်ပြောလိုက်ပါရီ။အဲဒီချိန်မမူကလည်းအဖေဖြစ်သူကိုတွေးလိုက်ရလို့အံ့ဩနေပြီး ဒါပေမဲ့ကင်းရဲမုံကမုံမိုးကိုချုပ်ထားလိုက်ကအိုရန်စီကိုသွားဖို့လုပ်နေတဲ့ရှီနိုဘူကိုလည်းကီကူကတားထားလိုက်ပါတယ်။အဲဒီနောက်မှာတော့ကီကူကကန်ဂျီရိုအခုလိုရဟန်ဆောင်နေရာကိုရလာယူတော့ဖို့အတွက်ပြောလိုက်ပြီးဒါကိုကြတော့ကန်ဂျီရိုကကီကူကိုမင်းပါဖြစ်နေရလေငါကမင်းရဲ့တခင်လေလို့ပြောလိုက်ပါတယ်။ဒါကိုမြင်နေရတဲ့ကီကူကတော့နာကျင်နေပြီးအယောင်ဆောင်နေရာကိုရလာယူဖို့အတွက်ပြောပါတယ်။တဖက်မှာလေမုံမူကသူ့ရဲ့အဖေကိုတွေ့ရတော့ဝမ်းသာနေပြီးသွားဖို့လုပ်ခဲ့ပေမဲ့ကင်းရမုံကတားနေခဲ့ပါရီ။ဒါကိုမြင်တော့အိုရန်ကကင်းရမုံကိုဘာလို့ဖို့တားနေရလဲလို့ပြောပြီးအခုကသားဖောင်းနေရတွေ့ပြီးနှုတ်ဆက်ရမယ့်အခမ်းအနားလို့ပြောလိုက်ပါရီ။ အဲဒီအချိန်ကီကူကသူ့ကိုတိုက်ခိုက်ဖို့အတွက်လှုပ်လိုက်တော့အိုရန်က ကီကူကိုမင်းတို့ကငါကခေါ်ပေးထားခဲ့တာလေးလို့ပြောလိုက်ပြီးမင်းရဲ့သခင်ကိုဒါနဲ့ခုံးမလို့လာလို့မိလိုက်ပါရီဒါကိုကြတော့ကီကူကသူတို့ကိုအိုရန်ကအစားအစာတွေကျွေးခဲ့တာကိုသတိရသွားပါရီအဲဒီတော့ကအိုရန်ကသူတို့ရဲ့နာမည်တွေကိုမေးခဲ့ပြီးကီကူတို့ကလည်းပြန်ပြောခဲ့ပါရီအဲနောက်မှာတော့အိုရန်ကကီကူကိုကြိုက်သလောက်အစားအစာတွေကိုစားဖို့အတွက် ပြောခဲ့တာပါဒါကိုသတိရသွားတဲ့ကီကူကအိုရန်ကိုခုံးဖို့ဆိုတာသူ့အတွက်မဖြစ်နိုင်ပါဘူးအဲဒီအချိန်အိုရန်ရောင်ဆောင်ထားတဲ့ကန်ဂျီရိုကကီကူကိုဒါနဲ့ထိုးလိုက်ပါရီဒါကိုမြင်တော့ရှီနိုဘူတို့ကလန့်သွားပါရီ ဲဒီနောက်မှာတော့ကန်ဂျီရိုကသူ့ရဲ့ပုံစံကိုပြန်ပြောင်းပြလိုက်ပြီးဒါဝင်မျိုးတို့မူမူကလည်းလန်သွားခဲ့ပါတယ်အဲဒီနောက်ဂီယမ်မွန်ကလဲကျသွားခဲ့တဲ့ဂီကူကိုထိန်းထားပြလိုက်ပြီးအဲဒီနောက်ကန်ဂျီရိုကလည်းသူ့ရဲ့ဓာတ်ကိုမိကရက်နေလိုက်ကအစောပိုင်းကလည်းသူကဂီကူရဲ့ဓာတ်နဲ့ခုတ်တာကိုခံခဲ့ရတာကြောင့်ဒဏ်ရာအပြင်းထန်ရထားတဲ့အကြောင်းသူကပြောလိုက်ပါတယ်ဂီကူကတော့သက်စင်နှင်းလို့အမိရတဲ့သူမကတီရတော့မယ်လို့ပြောလိုက်ပြီးဒါပေမဲ့နင်းဒီကပျောက်ကွယ်သွားရင်တော့အာယုံကိုမြင်ရမှာပါလို့ပြောလိုက်ပါရီ။ဒါကိုကြတော့ကင်းရမုံကဝမ်းနေနေပြီးဘာတွေပြောနေရလဲလို့ပြောလိုက်ပါရီ။ တဖက်မှာလည်းကန်ဂျီရိုကဒါကိုကြည့်ပြီးဒါကပြားစပ်တစ်ခုသာဆိုရင်အရန်ကိုကန်နဝင်မြောက်တဲ့ပြားစပ်တစ်ခုဖြစ်လာမှာပဲလို့ပြောလိုက်တာရီမောနီပါတော့တယ်။ဒါကိုကြတော့ကင်းရမုံကကီကူကိုခြားထားခဲ့လိုက်ပြီးထလာကကန်ဂျီရိုကိုတိုက်ခိုက်ဖို့လုပ်ပါရီ။ဒါကြောင့်ကန်ဂျီရိုကလည်းကင်းရမုံကိုမင်းကနောက်ထပ်ဇက်ကောင်တကောင်ပဲလို့ပြောလိုက်တယ်။ဒါအပြင်ကန်ဂျီရိုကကင်းရမုံကိုကိုယ့်ရဲ့သခင်ကလည်းအသက်ခံလိုက်ရပြီးတကယ်ချင်းကလည်းတစ္ဆာဖောက်တာကိုခံလိုက်ရတဲ့အပြင်အခုလည်းမိတ်ဆွေတယောက်ကိုဆုံးရှုံးရတော့မယ့်ဒီလူကိုဘာရီကများစောင့်ကြိုနေမှလဲလို့ပြောလိုက်ပါရီ။ဒါကိုကြတော့ဒေါသထွက်နေတဲ့ကင်းရမုံကကန်ဂျီရိုကိုဒါနဲ့ခုတ်ပစ်လိုက်ပါရီ။ ဒါကြောင့်ကန်ဂျီရိုကဒန်ယာရီနဲ့လဲကျသွားခဲ့ပြီးဒါပဲလေလို့ပြောလိုက်ကသူ့ကိုအဆုံးသတ်တဲ့သူကမင်းမဲဖြစ်တဲ့နယ်လို့ပြောလိုက်တယ်။ဘာလို့လဲဆိုတော့ကင်းရမွန်ကကန်ဂျီရိုတယောက်တရုတ်ဆောင်နေတဲ့အချိန်မှာတော့အရန်ချိခဲ့ရတဲ့တငယ်ချင်းတယောက်ဖြစ်နေခဲ့လို့ပါ။ကန်ဂျီရိုကသူကအိုရန်နောက်ကိုစလိုက်ခဲ့တော့ကကင်းရမွန်ကအိုရန်ကိုဒီနာဘူးကောင်ကိုလက်ခံမလာလို့မေးပြီးသူကဒီအတွက်ကင်းရမွန်ကိုဘယ်နှခါတောင်းပန်ရမလဲလို့ပြောလိုက်ပါရီ။ဒါ့အပြင်သူတို့နဲ့အတူအိုရန်အတွက်လေ့ကျင့်ခဲ့တာတွေအခက်ခဲတွေကြော်ဖြတ်ခဲ့တာတွေကိုလည်းသတိရနေခဲ့ပါရီ။သူတို့ရဲ့ပြုမှုတွေကြောင့်အိုရန်ကတော့ချက်သိမ်းထားရတဲ့အထိပါ ဒါပြင်သူကကင်းရမုံတို့နဲ့လမ်းမှာကွဲသွားပြီးကန်ဂျိုကကင်းရမုံကိုမုံမုံနောက်ကိုလိုက်သွားခိုင်းပြီးနောက်ပိုင်းမှာပြန်တွေးခဲ့ရတာကိုလည်းသူကသတိရနေပါတယ်။အဲဒီတော့ကကင်းရမုံကပြောနေခဲ့ပါတယ်။ပြီးတော့သူတို့ကဇူးကျုံမုံတို့တက်တုံးကလည်းကန်ဂျိုကကင်းရမုံကိုစားနောက်ခဲ့တာကြောင့်သူ့ပေါ်ကျလာတဲ့မြောက်ကိုမရှောင်နိုင်မဲပြုတ်ကျခဲ့ရပြန်ပါတယ်။အဲဒီနောက်မှာတော့ကန်ဂျိုကလည်းကျသွားခဲ့ပြီးရှီနိုဘူကတော့ကီကူကိုစိုးရိမ်နေပါတယ်။အဲဒီနောက်ရှီနိုဘူကကင်းရမုံကိုသူမတို့ကိုတွေ့သွားပြီမလို့ထွက်သွားကြရအောင်လို့ပြောလိုက်တယ်။ ဒါကိုကီးရမုံကလည်းလက်ခံလိုက်ပြီးသူတို့ကထွက်သွားဖို့လုပ်နေချိန်မန်နေဂျာကပြိုကျလာပြီးဂိုင်ဒူကရောက်လာတာကြောင့်အားလုံးလည်းထိတ်လန့်သွားပါတယ်။ဒါကြောင့်ကီးရမုံကမိုမိုဘူကိုကားထားလိုက်တော့ဂိုင်ဒူကဖေပေးဖို့အတွက်ပြောပေမဲ့မရခဲ့ပါဘူး။ဒါအပြင်ကီးရမုံကရှီနိုဘူကိုမိုမိုဘူခေါ်သွားဖို့အတွက်ပြောလိုက်တာကြောင့်ရှီနိုဘူကမိုမိုဘူခေါ်သွားခဲ့ပါတယ်။ဒါကိုမြင်တော့ဂိုင်ဒူကစိတ်ဆိုးသွားပြီးသူကကီးရမုံကိုတိုက်ခိုက်ပစ်လိုက်တာဇလန်လီကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါတယ်။